အဲ့တော့ကအသွေးနဲ့သားနဲ့တိဆောက်ထားတဲ့အမျိုးသမီးတစ်ယောက်ပဲလေခန်းစားတတ်တာပေါ့ဒါပေမဲ့သူကြိုက်တဲ့လမ်းကိုသူရွေးချယ်သွားတာဖြစ်တဲ့အတွက်ကိုကပါဆက်ပြောဟုတ်ပါတယ်အင်းငယ်နဲ့သူနဲ့ကအဲပေါ့နော်အဲ့ခရီးတစ်ခုသွားရဲ့ချိန်မှာအင်းငယ်တို့ပုံလေးတွေရိုက်ပြီးအင်းငယ်ကတင်လိုက်ဇက် ARTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရဲ့အိမ်တော်ရဲ့အတွက် အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင် ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်ရောက်ပဲဖြစ်ရမယ်ဒီစကားပြောတဲ့လူကလေနော်အဲ့ဆိုသူများရဲ့ privacy ကိုသူနားလဲတယ်လीနော်ဒီ public area မှာပြောသင့်တဲ့စကားလားမပြောသင့်တဲ့စကားဒါပေမဲ့ဣနေရဒီနေရာနေပြီးတော့ဖြည့်ပေးလိုက်ပါမယ်အဲရှေဝါတော့လည်းနှစ်ပိုင်းပိုင်းကြတာပေါ့လीနော်ဟုတ်ပါတယ်ဣငယ်နဲ့သူနဲ့က အဲပေါ့နော်အဲ့ခရီးတစ်ခုသွားရဲ့ချိန်မှာအင်ငယ်တို့ပုံလေးတွေရိုက်ပြီးအင်ငယ်ကတင်လိုက်တာပေါ့နော်အင်ငယ်ကလေအင်ငယ်ချစ်တဲ့ယောက်ျားကိုပဲအင်ငယ်ဝေါ်ဖို့တင်တယ်အင်ငယ်မချစ်တဲ့သူတွေကိုအင်ငယ်ဝေါ်ဖို့မတင်ဘူးအဲ့လိုပြောလို့လေအင်ငယ်ဘွားမှာပတ်သက်ပြီးတဲ့ယောက်ျားဆိုတာလေသူပါပဲအရန်ချစ်လို့လေအင်ငယ်လိုင်းပေါ်မှာချပြလိုက်တာလေနော်ဒါပေမဲ့လို့အခုချိန်ကစပြီးသူသည်အိမ်တော်ပြုတ်သွားပါပြီ သူမှကမပိုင်အမျိုးသမီးရှိနေပါပြီအခုသူတို့မင်္ဂလာဆောင်ဖို့လည်းသူတို့လုပ်နေကြပါပြီเนาะဟိုသူရွေးချက်သွားတဲ့လမ်းလေးတစ်ခုပေါ့လေเนาะဒါကိုယူငွေကြွားစာနဲ့ပဲကိုတွေကလည်းကောင်းချီးပေးရမှာပေါ့လေเนาะဟိုကိုနဲ့ပတ်သက်ခဲ့တဲ့ကာလတစ်ချောင်းမှာလည်းကို့ဘော်တာဝန်ကြီးတယ်ကို့ချစ်ခင်ပေးတယ်ဂယူးဆိုင်ပေးရလည်းနေဂယူးဆိုင်ပေးတာနဲ့ဒီအင်ငယ်ကကျင်တဲ့အမျိုးသမီးတစ်ယောက်ပါအင်ငယ်ဘော် မောင်ကအရန်ကောင်းပါတယ်ဟိုဘယ်လိုပြောရလဲဆိုတော့အရန်လည်းဂယုစိုက်ပါတယ်အင်းငယ်ကိုအင်းငယ်နဲ့ပတ်သက်ခဲ့တဲ့ relation တစ်ခုမှာအတိုင်းအတာလေးတစ်ခုမှာဟိုတာဝန်ကျေပွန်တဲ့ယောက်ျားတစ်ယောက်ကအင်းငယ်ပေါ်မှာနေအဲ့ဒီအတွက်လဲဟိုလူပဲနော်ပုထုဇဉ်ပဲအသွေးသားနဲ့တိဆောက်ထားအဲ့တော့ကအသွေးနဲ့သားနဲ့တိဆောက်ထားတဲ့မျိုးသမီးတစ်ယောက်ပဲလေးခန်းစားတတ်တာပေါ့ဒါပေမဲ့သူကြိုက်တဲ့လမ်းကိုသူရွေးချယ်သွားတာဖြစ်တဲ့အတွက် ကိုကပါဆက်ပြောလို့ရမှာလေဒါပေမဲ့အင်းငယ်ကတော့ဟိုအခုသူတို့ဒါမင်္ဂလာဆောင်မှုတွေပါပြပြမင်္ဂလာဆောင်မှုတွေပါဖို့တွေလုပ်နေကြတယ်ပေါ့နော်အခုသူတို့လေးတွေပေါ့နော်မပျော်ရွှင်စွာဖြတ်သန်းပါနော်စိတ်ချမ်းသာကိုချမ်းသာနဲ့မိသားစုဘဝလေးကိုလည်းအမြင်ရရှိပါစေလို့နော်ဟိုဘလို့ပြောမလဲဆိုတော့ပတ်သက်ခဲ့တဲ့ကာဆုမပြောသလိုပဲနေနော်ပတ်သက်ခဲ့တဲ့ကာလာတစ်ချောင်းမှာလေဘလို့တောင်းမကြည့်တယ်ဆိုတာက အဲ့လိုဘယ်လိုပြောမလဲဆိုကိုယ့်ကိုချစ်ခင်ကျင်နာယူရပေးတဲ့ဂရုစိုက်မှုလေးတွေကိုပြောတာเนาะတခြားကိစ္စတွေဘာမှမပါဘူးเนาะဟိုဝေးကြီးပိုင်နေပါအင်းငယ်ဆိုတဲ့ main marker ယောက်ျားတစ်ယောက်စီကရှားမှာစားနေတောက်နေမဲ့အခြေအနေတခုမဟုတ်ဘူးဒါပေမဲ့မောင်ကအင်းငယ်အရန်ဂရုစိုက်တဲ့အင်းငယ်ပျော်ရွှင်နေပေါ့เนาะအခုဆိုသူ့ဘွားလေးနဲ့သူဖြစ်နေပါပြီเนาะဟိုမောင်လည်းအင်းငယ်ကို အင်းငယ်ကိုချစ်သေးတယ်ဆိုရင်ပေါ့စိတ်ထဲမှာရှိမှာပါပတ်သက်မှုတစ်ခုအတိုင်းအတာတစ်ခုကြီးရောက်ခဲ့တဲ့ဖြစ်တဲ့အတွက်အင်းငယ်ပေါ်ချစ်တဲ့စိတ်လေးတော့ရှိအောင်မှာပဲပေါ့နော်ဟိုဒါပေမဲ့အင်းငယ်မျော်လင့်တာမဟုတ်ဘူးနော်အဲဒီတော့အင်းငယ်ကိုချစ်သေးတယ်ဆိုရင်လည်းတစ်ဖက်မိန်းကလေးပေါ်မှာတစ္ဆာရှိရှိနဲ့နေပေးပါမိသားစုဘဝလေးပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းပါနောက်တစ်ခုကကြတော့အင်းငယ်သူ့ပြောနေတာစကားတခုရှိပါလေအမေကိုစိတ်ချမ်းသာအောင်ထားပါမွေးထားတဲ့အမေစိတ်ချမ်းသာမှဖြစ်မှာပါလို့မှန်သောစကားကိုပြောတာပါအရင်တော့မှအဲ့လိုမျိုး အင်းငယ်နဲ့ပတ်သက်တဲ့ကာလတခြားမှာဆိုမောင်ကြီးမာမီနေကောင်းလားဆိုတဲ့စကားကိုအင်းငယ်အစပြေပြီးသူ့ကိုအမြဲတမ်းမေးလင်မိထားရှိပါတယ်။အဲ့ဒီအတွက်မမီကိုလည်းစိတ်ချမ်းသာအောင်ထားပါ။ဟလာအမျိုးသမီးလေးကိုလည်းစိတ်ချမ်းသာအောင်ထားပါ။ဘဝတစ်ခုပျော်ပျော်ရွှင်ရွှင်နဲ့လည်းဖြတ်သန်းနိုင်ပါစေနော်။အဲ့တော့ချက်ပေါက်မှာလာပြီးတဲ့မောင်လေးလည်းမာကြီးတကယ်ခင်ပါတယ်။ စကားပြောတာဆိုတာတွေကအစအစိမ်းနဲ့ရှိပါတယ်ချက်ပေါက်မှာလာပြောတာဖြစ်တဲ့အတွက်အခုချိန်ကစပြီးတော့သူနဲ့မတည်လဲပတ်သက်မှုဘာမှမရှိတော့ပါသူမမရှိတော့ပါဘူးအမတို့ဒီဗုဒ္ဓဘာသာလူမျိုးတွေပါဟိုကမ္ဘာပိုင်မိမယောက်သားရှိပြီဆိုရင်ရှောင်ရှားရပါတယ်မတည်လို့ဖြစ်ခဲ့ရင်တော့မတည်ရင်နောက်ဆုတ်ရပါတယ်ဟိုဣငယ်ကပို့ဆိုးတာပေါ့ဣငယ်မိဘအမြဲတမ်းသူနေဆုံးမတာဖြစ်တဲ့အတွက်ဣငယ်တို့ဒီအတိုင်းဝိုင်းတစ်ခုနဲ့နေတဲ့ဣငယ်ဒီလုံငန်းရှင်တယောက်ဖြစ်တဲ့အတိုင်းဝိုင်းရှိတဲ့ဣငယ်ဒီဘယ်တော့မှ ဲ့လိုပြုမျိုးမလုပ်ပါဘူးတစ်ဖက်မင်းကလေးလည်းစိတ်ချလက်ချနေပါဤငယ်ဒုသနာတော့လည်းဤငယ်အဖြစ်မခံပါဘူးတန်တရားကိုလည်းဤငယ်မရှိပါဘူးเนาะဤငယ်ကမိကောင်းဖောက်ရင်သာသမီတယောက်ပါเนาะဒီသူဇနီးမောင်နှံနဲ့လမ်းမှာမတော်တဆတွေ့ခင်ရင်လည်းဤငယ်တို့ကဟိုပေါ့မိတ်ဆွေပါပဲဤငယ်ဘက်ကအပြုံးမပြတ်ပါဘူးအင်းငယ်ရဲ့မောင်လေးတွေညီမလေးတွေပါပဲအဲ့တော့မိသားစုလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းပါမင်္ဂလာဆောင်ပါ စိတ်ချမ်းသာလို့ကိုကျမ်းမှာကြပါစေမိသားစုဘဝလေးအမြင်ရရှိပါစေမြမလေးနဲ့မောင်လေးနော်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင် ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်။ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ 刚刚你也来批八热线。